Director Matt Blara ရိုက်ကူးတဲ့ Frontline Hospital ဆိုတဲ့မှတ်တမ်းရုပ်ရှင်ကိုမေလ9ရက်နေ့ဆက်ရက်တွေမှာထိုင်းနိုင်ငံချင်းမိုင်နယ်မဲဆောက်မြို့တွေမှာပြသခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းရုပ်ရှင်ကိုကျမတို့ DBB ဝိုင်းတော်သားတွေကတွားရောက်ကြည့်ရှုခဲ့ပါတယ်။မှတ်တမ်းရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr. Saul Augustine ကိုကျမတို့ရဲ့ DBB Studio ဖိတ်ခေါ်ပြီးတော့ဆရာရဲ့စစ်မြေပြင်အတွင်းကစေဝါကူတာမှုအတွေ့အကြုံတွေနဲ့ဖြတ်သန်းမှုတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ဆရာမင်္ဂလာပါရှင့်။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါ။ ဒီမနေ့ကပေါ့နော် front line hospital ဆိုတဲ့မှတ်တမ်းရုပ်ရှင်လေးကိုကျွန်တော်တို့ကြည့်ခဲ့ရပါတယ်ကြည့်ခဲ့တဲ့အခါမှာပေါ့နော်ဆရာဒီစစ်မေးပြင်းတွေမှာရဲဘော်တွေရသားပြည်သူတွေကိုဆေးကုသပေးနေရတယ်လေတော့ဆောက်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒေါက်တာဆောအော်ဂက်စတင်ကဘာတူလဲဆရာကဘာတူလဲဆိုတော့လည်းသိကျင်လာတယ်နောက်ပြီးတော့ဆရာကစင်အာနာမသိငယ်ရပေါ့နော်ဘာတွေလုပ်ခဲ့လဲဆိုတော့ဆရာအကြောင်းလေးကိုပြောပြပေးပါအောင်ရှင့်ဟုတ်ကျွန်တော်အတူချုံလေးပြောပြမယ်နော်ဆိုတော့ကျွန်တော်အာနာမသိငယ်ကရန်ကုန်စေယုံကြီးကခွဲစိတ်ဆရာဝန်ပေါ့နော်ဆိုတော့ပုံမှန်ကျွန်တော် ဆရာဝန်လုပ်တွေလုပ်တာပေါ့အဲအားနေမှာအာနာသိန်းွားတော့ကျွန်တော်ဒီဆန္ဒပြပွဲတွေမှာ ပါတယ် medical cover လိုက်တယ်ပေါ့ကျွန်တော်တို့တငယ်ချင်းတွေအကုန်လုံးစူရီ medical cover လိုက်တယ်လာရင်းထဲမှာ safety ကတော်တော်လေးအဆင်မပြေဖြစ်လာရပေါ့နော်ကျွန်တော်အိမ်အောက်မှာရဲတွေလာဆောင်တယ်စစ်သားတွေလာဆောင်တယ်နောက်ကျွန်တော်တို့ဒီဟိုရှောင်းရတယ်ပုံရတယ်ဖြစ်လာတဲ့အခါမှာကျွန်တော်ထင်တယ်အာနောက်ထပ်3-4လောက်အကြာမှာပဲကျွန်တော် တိုင်းသားနေမျိုးတစ်ခုတည်းကိုကျွန်တော်ရောက်သွားတယ်ပေါ့အဲ့မှာကျွန်တော်6လလောက်နေပြီးတော့ဝိုင်းကူညီရဲနောက်ပြီးတော့မှအဲ့ကနေပြီးတော့ပူလူတယ်ဆိုတော့ဒီဘက်ကကျွန်တော်ရဲ့အခုလက်ရှိလုပ်နေနေရာကိုကျွန်တော်ရောက်လာတယ်ပေါ့ကျွန်တော်အတူချုံးကတော့အဲ့လိုပုံစံမျိုးပါပဲဟုတ်ကဲ့ဟုတ်ကဲ့ပါဒီစစ်မြေပြင်တော့တိုက်ပွဲတွေမှာပေါ့နော်စေကူတာမှုတွေလှုပ်ဖို့ကရောဘယ်လိုအကြောင်းအရာတွေကစတင်ဖြစ်ပေါ်လာတာလဲဆရာဟောကျွန်တော်ကအဲ့ဒါကတော့လေး စလာတဲ့ကကျွန်တော်လုံပြေးနိုင်တာကျွန်တော်စီးကူနာပဲရှိတာပေါ့နော်ကျွန်တော်ရဲ့တချို့တကယ်ချင်းတွေကတော့ဒီတိုက်ခိုက်ရေးဘက်ကိုသွားတဲ့လူတွေလည်းရှိတယ်ပေါ့အဲကျွန်တော်ကတော့အဲ့ဒါကြီးမလုပ်တတ်ဘူးကျွန်တော်လုံပြေးနိုင်တာဘာရှိလဲကျွန်တော်စဉ်းစားတော့ကျွန်တော်ကစီးကူနာပဲရှိတဲ့အခါမှာကျွန်တော်တတ်နိုင်တော့စစတာကတော့ကျွန်တော်တကယ်ချင်းတွေအကုန်လုံးနဲ့တတ်နိုင်တဲ့စီးဝါးတွေပေါ့နော်ဒါတွေအကုန်လုံးထောက်ပံ့ကူညီပြီးကျွန်တော်တို့စေးရုံသေးသေးလေးစလုပ်အဲကနေမှကျွန်တော်ရွှေ့လာပြီးဒီဘက်မှာတော့တခြားအဖွဲ့အစည်းတွေကအကုန်ပေါင်းပြီးတော့မှစီးကူဖြစ်တာပေါ့ ော့ကျွန်တော်တယောက်အနေနဲ့ကတော့ကျွန်တော်လုတ်ပေးနိုင်တာကစေးကူတာပဲရှိလို့ကျွန်တော်စေးကူတာနဲ့ပဲဒီတော်လိုင်းရေးမှာပါဝင်ပေးတာပေါ့နော်အဲဒီလိုမျိုးပါဟုတ်ဟုတ်ကဲ့ပါဆရာဒီပေါ်တော့ရဲဘော်တွေအရသာပြည်သူတွေအသက်တွေဘဝတွေကိုကယ်တင်ပေးနေတဲ့ဒီ frontline hospital ဆိုတဲ့ဈေးရုံလေးပေါ့နော်အဲ့ဒါလေးဘယ်လိုစတင်ဖြစ်တည်လာတာလဲအဲ့ဒါလေးလည်းသိပါရစေရှင်ကျွန်တော်တို့မှာလေဟိုဒီကရင်လူငယ်တွေကို training လုပ်ပေးနေတာပေါ့နော်အဲ mother teaching hospital ရှိတယ် ါပေမဲ့ဒီ teaching hospital ရှိတဲ့နေရာနဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေကဝေးတယ်ကျွန်တော်တို့ကပထမတော့ teaching hospital မှာပဲကျွန်တော်တို့ကလူနာတွေကိုလက်ခံဆေးကုပေးနေရင်းနဲ့ case တခုဆိုရင်ကျွန်တော်ထင်တယ်သူကအသက် session တွေပဲရှိသေးတယ်ကောင်မလေးက landmine injury နဲ့ပေါ့ခြေတော့ထိသွားတယ်ကျွန်တော်တို့ရှိရောက်ဖို့တစ်ဖက်လောက်ကြာတယ်တစ်ဖက်လောက်ကြာတော့ရောက်လာတဲ့ခါကျတော့အနာတော်တော်မကောင်းဆိုတော့လူလာတဲ့ပို့ပြီးတော့မှခြေတော့ကိုဖြတ်လိုက်ကြတယ်နောက်တချို့ရဲဘော်တွေတိုက်ပွဲရနေကျွန်တော်တို့ရှိကိုပို့ဖို့ ကျွန်တော်တို့လန်ခီကအရင်ဆိုးတယ် transportation တွေကမိုးတွင်းဆိုသွားလို့တော့မရဘူးဒီကျွန်တော်တို့ခေါ်တဲ့ပကတ်နဲ့ထမ်းပြီးတော့တရတဲ့ဟာမျိုးဖြစ်တယ်ပေါ့အဲဒီခါမျိုးကျတော့မလိုအပ်ဖဲနဲ့အသက်ဆုံးရှုံးရတာတွေလည်းဖြစ်လာတယ်အာတွေးတွင်းရမှာမတွင်းလိုက်ဖြစ်မတွင်းလိုက်မိလို့ဆုံးသွားတာမျိုးပေါ့နော်ဒါမျိုးဖြစ်လာခါကျတော့ကျွန်တော်တို့စဉ်းစားရတယ်ကျွန်တော်တို့ဘယ်လိုမျိုးအကောင်းဆုံးကူညီနိုင်မလဲဆိုတော့ကျွန်တော်တို့နေတဲ့ mobile team တစ်ခုတော့ထွက်ဖို့လိုလာမယ်ဒါကြောင့်ကျွန်တော်တို့ဒီမိခင်ဆေးရောင်းကနေကျွန်တော်နည်းနည်းလူတွေရွေးပြီးတော့မှ ျွန်တော်အပါပေါ့အာနောက်ထပ်ဆရာဝန်တယောက်ရဲ့နောက်ကျွန်တော်တို့ PA တွေရဲ့ medic တွေရဲ့ဒါစပြီးတော့ပထမဆုံးဟိုတိုက်ပွဲရှိတဲ့နေရာအနည်းဆုံးနေရာကိုစပြီးတော့ထွက်သွားတယ်ပေါ့သွားပြီးကျွန်တော်တို့ကူညီကြည့်တယ်ကူညီတဲ့အခါမှာအကျိုးရှိတယ်လို့ကျွန်တော်တို့ပို့ပြီးယူဆရပါတော့အများကြီးပို့ပြီးတော့ကူညီပေးနိုင်တယ်ဒီနေရာမှာကျွန်တော်တို့ဒီ front line hospital ဆိုပြီးတော့ကျွန်တော်တို့ teacher setup တခုလုပ်ပြီးတော့မှဒါကို set ပြီးတော့ run နေတာပေါ့ဒီလိုပုံစံ မှာလျှောက်ရည်ဟုတ်ခြေတို့တက်ဖို့ခြေခြေတို့တက်လို့ပြီးတဲ့ဒီပုံလို့တော့တီးတီးဖြစ်စီမတီးတီးဖြစ်စီနေတိုင်းမှာကလေးတွေတည်နေတယ်ကလေးတွေတည်နေအဲ့တော့ဓာကြီးပြီးတဲ့နေ့မှာအเจ้าမဲ့တည်နေရအောင်မရှိတော့ဘူး what to do how to follow ဆရာဒီခွဲစိတ်ကုသမှုတွေကိုကြည့်ရတဲ့အခါမှာအကြီးစားခွဲစိတ်မှုတွေပေါ့နော်အဲအကြီးစားခွဲစိတ်မှုတွေကိုဒီစစ်မြေပြင်တွေမှာလောက်ရတာအခက်ခဲတွေအများကြီးရှိမှာပါဟိုဆရာတို့ကြုံရတဲ့အခက်ခဲတွေလည်းသိကြမှာတယ်ဟိုကျမကြာဘူးတဲ့ဖြစ်ရတဲ့ခုဆိုလို့ရှိရင်ပေါ့နော်ဒီလူနာကိုခွဲစိတ်ကုသဖို့ခြေထောက်ဖြတ်ဖို့လိုနေတဲ့ရဲဘော်ကိုဖြတ်မဲ့အချိန်မှာမီးတောင်ကောင်းကောင်းမထွန်းရဲဘူးပေါ့နော်ဘာလို့ဆိုတော့ air strike လာမှကြောက်လို့ပေါ့နော်ဆိုတော့ဆရာတို့ရဲ့ဒီစစ်မြေပြင်တွင်ဟာဆေးဝါးကုသမှုအတွေ့အကြုံတွေထဲမှာအခက်ခဲဆုံးပဲဖြစ်ရဖြစ်ဖြစ်ဆရာအမှတ်ရဆုံးဖြစ်ရတဲ့ခုရှိရင်လည်းမျှဝေပြပါအောင်ရှင့်ဟုတ်ဟုတ် ဖြစ်ရတယ်အများကြီးရှိတယ်အခက်ခဲတွေကလည်းအများကြီးရှိတယ်ကျွန်တော်တို့နာမည်ကြီးတဲ့အဲဟိုဟာတစ်ခုပေါ့ကမ့်တစ်ခုကိုပြူဟာတစ်ခုတိုက်နေတဲ့အချိန်မှာကျွန်တော်ကလည်းအဲ့ဒီနေရာနဲ့အနီးဆုံးနေရာမှာရှိတယ်ကျွန်တော်တင်15မိနစ်မိနစ်20လောက်ပဲဝေးတဲ့နေရာမှာရှိတယ်ဆိုတော့တိုက်ပွဲစပြီးတိုက်ပွဲတဝက်လောက်အချိန်ဆိုတော့လူနာတော်တော်များများနဲ့ကျွန်တော်ရှူရှောက်လာပြီကျွန်တော်တည်တဲ့လောက်ကအဲ့ဒီနေရာကျွန်တော်ဂျုံမှုသမားအထဲမှာတနေ့ထဲနဲ့အများဆုံးပဲလူနာအများဆုံးရောက်တဲ့အခေါက်ပဲဆိုတော့ တော့ကလည်းအရေးကြီးတဲ့နေရာဆိုလင်းရလည်းတောက်လျှောက်လာတယ်ပေါင်900ရလည်းကျဲတယ်ဟိုဟာလည်း jet fighter လည်းတောက်လျှောက်ဖြစ်တယ်ပေါ့နော်နောက်ဝိုင်တွဲရလည်းကျဲနေချင်းဒီဘက်မှာလည်းမဖြစ်မနေခွဲရမယ့်ဟာရှိတော့ကျွန်တော်တို့ကခွဲခံတဲ့ team တစ်ခုကဝင် team တစ်ခုကတော့အပြင်မှာကျွန်တော်တို့ triage လုပ်တာပေါ့အရေးပေါ်လူနာတွေကိုအာတွေးတက်အောင်လုပ်တာတွေဒါတွေလုပ်နေကျွန်တော်ကဒီဘက်တင်းနေမှာပေါ့အဲ့အချိန်မှာကျွန်တော် jet ကပြန်လာတယ်လာပြီးတော့မှကျွန်တော်တို့ ਨੇ ဟိုဟာ တိတ်မဝေးဘူးပေါ့နော်ကျဲသွားတာနေရာအတိအကျမသိလို့တော့ဖြစ်မယ်လို့ကျွန်တော်ထင်တာပဲဒါပေမဲ့ကျွန်တော်တို့နည်းနည်းကြော်ပြီးတော့မှတလုံးကြာသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခွဲကန်နေမှာဆိုတော့ကျွန်တော်ခွဲတန်းလိုင်းဆိုတော့လူနာကလည်းကျွန်တော်တို့ကရွှေ့လို့မရဘူးဒါကြီးကိုလည်းဒီတိုင်းထားယူထပ်ပြေးလို့မရအောင်ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ပြီးဆုံးအောင်လုပ်ရမှာတခုတော့ကျွန်တော်တို့ပြင်ဆင်ထားတာခွဲကန်ပြီးမှကျွန်တော်တို့ကအဲ့ဒီတဲအိတ်တွေကို ကားတော့လောက်မြင့်ထားရပေါ့ဆိုတော့ကျွန်တော်တို့ခုပဲဆူတောင်းတယ်ဒီတဲအိတ်တွေအောက်ဘေးနားမှာဝင့်ရင်တော့ကျွန်တော်တက်နေတလောက်တော့လွတ်မှာပေါ့ကျန်တာတော့ဖျားသခင်လက်ထဲပဲပေါ့ဒါနဲ့ကျွန်တော်လူနာကိုကိုင်းတက်လန့်ကိုခဏကတင်မောကနေကျမ်းပြင်ပုံချကျွန်တော်တို့လည်းကျမ်းပြင်ပုံမှာပြပြဝင့်နေတာပေါ့နောက်မှ two jet fighter ပြန်သွားတဲ့အချိန်ကြတော့မှပဲကျွန်တော်ပြန်ပြီးခွဲစိတ်မှုဆက်လုပ်ရတာပေါ့ဒီဟာကတော့တစ်ခေါက်မမရရကြုံတာပေါ့နော်ဟိုမေးမေးမရတဲ့ဟိုနာကျင်ရတဲ့ ပြဿနာ case ဆိုရင်တော့ဒီခုရုပ်ရှင်ထဲမှာလည်းပါပါတယ်ကျွန်တော် ခွဲရတဲ့ကလေးလေးပေါ့အသက်9နှစ်ပဲရှိသေးတယ်ကျွန်တော်ဘဝမှာတော့အဲ့ဒါအငယ်ဆုံးပဲကျွန်တော်ခွဲဘူးလားကျွန်တော်တို့ surgery က pediatric surgeon ဆိုတာရှိတော့ကလေးခွဲတာတတ်တတ်ရှိတာဟုတ်ဒီမှာကတော့ဒီ9နှစ်ကလေးလေးကဟိုမေးစေးပေးဖို့လည်းတော်တော်ခက်တယ်ပေါ့နော်ဟိုကျွန်တော်လည်းတော်တော်ဟို risk များတယ်ကျွန်တော်ဘယ်လိုလုပ်ကောင်တစ်ခါမှလည်းဒီလောက်ငယ်တာလေးကိုကျွန်တော်မခွဲဘူးပေါ့ဒါမှမခွဲလို့လည်းမရဘူးအာ ူတွေကလည်းအကုန်လုံးအပြင်ထွက်နေရဆိုတော့လေကျွန်တော်တို့အရေးပေါ်ပဲရောက်ရောက်ချင်းပဲအဲ့သူကည7နာရီရောက်တယ်ကျွန်တော်တို့ခွဲကန်းဝင် ခွဲပြီးတော့မနက်အခွဲကန်း3နာရီကျော်လောက်မှပြီးသွားတော့သူ့ကိုကထက်ရောက်လာတယ်ထက်ခွဲဆိုတော့နောက်တနေ့ရောက်တညတောက်လျှောက်ဖြစ်သွားတာပေါ့နော်တင်းတစ်ခုလုံးတောက်လျှောက်ရန်လိုက်ရဆိုဖြစ်တယ်ဒါပေမဲ့အဲ့ကလေးလေးတွေကပြီးတော့ဟိုကျမ်းမာပြီးတော့ကောင်းသွားတယ်မြင်တော့တော်တော်တော့စိတ်ချမ်းသာပါတယ်ဒါလေးကကျွန်တော်တော်တော် အမှတ်ရရင်ဒီမှာပါတာပေါ့နော်ဟေးခြေချောင်းလေးလှုပ်ကြည့်ခြေချောင်းလေးစစ်ဖြစ်နေတယ်လို့ထင်နေတာစစ်တိုက်နေတယ်ပေါ့ကျွန်တော်အခုတိုက်နေဟာစစ်ဖြစ်နေတာမဟုတ်ဘူးစစ်တိုက်နေတာမဟုတ်ဘူးမတရားမှုတော်လန်နေတာအာနာရှင်ကိုတွန်းလှန်နေတာ ကိုယ်တိုင်အသက်အန္တရာယ်နဲ့ရင်ဆိုင်နီးကပ်ရတာရောဒီတခြားသူတွေရဲ့အသက်အန္တရာယ်ကိုကယ်ပေးရတာရောဗောနော်အတွေ့အကြုံတွေကတော့ပြောလို့ရှင်ဆရာဒီတခုမှဟိုကောင်းတဲ့ memory တွေတော့မဟုတ်ဘောနော်မနေ့ကဒီမတန်ရုပ်ရှင်မှာဆိုလဲဆရာတောက်လျှောက်ဟိုကုသပေးနေတာကြီးရောက်ရောက်လာရဲ့လူနာရဲ့အခြေအနေမြင်ရဗောနော်ဆိုတော့အဲ့ဒီရောက်လာရဲ့သူတွေမှာဗောနော်အဲ့ငယ်ရွယ်တဲ့ရဲဘော်တွေလည်းပါတယ်အပြစ်မဲ့တဲ့ရဲသားပြည်သူတွေခလေးတွေလည်းပါတယ်ဗောနော်အဲ့ဒါတွေရောက်လာတိုင်းဗောနော်ဆရာရဲ့ခံစားချက်ကိုသိကျင်တဲ့စစ်ပွဲနဲ့နှိုင်းရှင်ပြီးရောပဲဖြစ်ဖြစ်ဒီစေစေပညာရှင် တယောက်အနေနဲ့ဖြစ်ဖြစ်ပေါ့နော်ဆရာရဲ့စိတ်ခံစားချက်တွေခံစားရတာတွေဖြတ်တန်းကျော်လာရတဲ့အပိုင်းကြီးလည်းသိကြပါတယ်ဆရာကျွန်တော်အမှန်တမ်းပြောရရင်တော့အဲ့လိုမျိုးတွေတကယ်အဲ bit better လို့နေမျိုးတွေမှာကျွန်တော်လှုပ်ပြီးသွားပြီဆိုရင်ကျွန်တော်အဲ့စစ်ပွဲကိုချက်ချင်းပြီးသွားခြင်းလေကျွန်တော်လည်းတော်တော်ကြီးခြေကုံလက်ပန်းကျသွားပြီးတော့ကလေးတွေကိုကြည့်ရတာလည်းကျွန်တော်အရင်ဝမ်းနေပေါ့နော်ဒဏ်ရာရင်းနဲ့နာကျင်နေကြတယ်အဲအရင်ပြင်ပန်းနေတယ် တချို့ဆိုရင်ကြဆုံးသွားရပေါ့အရန်ကိုခက်ခဲတဲ့အခြေအနေတွေပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီအခြေအနေကအဲ့ဒီရက်ပဲဖြစ်တယ်နောက်2ရက်3ရက်နေရင်ဒီရဲဘော်လေးတွေပြန်ကြီးလာရင်တို့ကပြန်တက်ကြွလာတယ်တို့ကအာဆီယာကြီးကျွန်တော်နေကောင်းပြီကျွန်တော်သွားလို့ရပြီလားကျွန်တော်ရှေ့တန်းပြန်ထွက်လို့ရပြီလားကျွန်တော်ပြန်ဟိုလုပ်လို့ရပြီလားဆိုတော့တို့ကပြန်တက်ကြွလာရင်တို့ရဲ့ တက်ကြွတဲ့ motivation တွေကကျွန်တော်ရှိပြန်ကူးဆက်လာတဲ့ခါမှာကျွန်တော်အတိုင်းအတာတစ်ခုထိတတ်တာမှုရတယ်။နောက်ပြီးတော့ခုနပြောသလိုဒီအရသာပြည်သူတွေပေါ့အရသာပြည်သူတွေလည်းကျွန်တော်ဖြစ်တဲ့အချိန်မှာကျွန်တော်ခွဲရတယ်စိတ်ကြရတယ်ကျွန်တော်အရင်စိတ်မကောင်းအရင်ပြင်းပန်းတယ်ခလေးတွေဆိုပူဆိုးတယ်အထူးသဖြင့်ခလေးတွေဆိုကျွန်တော်မခံစားနိုင်ဘူးကိုယ်သားသမီးလိုခံစားရတဲ့ခါမှာဒါပေမဲ့သူတို့ခွဲစိတ်ပြီးသွားလို့ပြန်ကောင်းသွားပြီးတော့သူပြောပြောရှင်းရှင်းအိမ်ပြန်သွားတဲ့အချိန်ကျရင်လည်းကျွန်တော်အဲ့အချိန်မှာကျွန်တော် ပြန်ပြီးတော့ကျွန်တော်ရဲ့ stress တွေကပြန်တက်တာပဲဘောနော်အဲ့တော့ဂျားထဲမှာတောက်လျှောက်တော့ကျွန်တော်ကပြောသလိုကျွန်တော်ရဲ့အာစံစာရဲ့ဆုံးမအတိုင်းကျွန်တော်ဖြတ်တန်းရင်းနေမယ်ဒီစိတ်ခံစားချက်တွေကိုထိန်းချုပ်ခဲ့ရတာပေါ့အမျိုးမျိုးပေါ့အတက်အကျတော့အမျိုးစုံပဲစိတ်ကအဲကောင်းဝိုင်းဝမ်းသာလိုက်သူတို့ဟိုတခုခုလိုအပ်ချက်ဖြစ်သွားလို့ဖြတ်လိုက်ကြတယ်ခြေတော့ဖြတ်ကြတယ်ဘာညာဆိုတော့ကျွန်တော်မှနာကျင်ခံစားရတာဆိုခံစားချက်ကတော့မျိုးစုံပဲစိတ်ခံစားချက်ကတော့ ဟုတ်ကဲ့ပါဆရာဒီမနေ့ကမှတ်တမ်းရုပ်ရှင်ကိုကြည့်ရတဲ့အချိန်မှာတော့မဟုတ်တော့နည်းနည်းလေးမွန်းကျက်တဲ့ခံစားမှုရတယ်ဆရာဟိုဒီအပြစ်မဲ့ပြည်သူတွေရောရဲငယ်ရွယ်တဲ့ရဲဘော်တွေရောထိခိုက်ဒဏ်ရာရတွေတွေ့ရတော့လေဆိုတော့ဆရာကိုယ်တိုင်ရောလေဒီမှတ်တမ်းရုပ်ရှင်ကိုပြန်ကြည့်တဲ့အခါမှာရောလေဘယ်လိုခံစားချက်တွေပြန်ဖြစ်လဲဘယ်လိုခံစားရလဲရှင်ကျွန်တော်အဲ့ဒီနေ့တွေပြန်ရောက်ပါသလိုပဲကျွန်တော်မနေ့ကတော့ကြည်နေနေပြီးမှကျွန်တော်အမျိုးသမီးပါတော့ပြောပြတယ်အဲ့ဒီနေ့တွေကိုပြန်ရောက်သွားသလိုပဲခံစားရတယ်။အဲ့ဒီအတိုင်းခံစားရအောင်။ကျွန်တော်ပြန်ကြည့်တိုင်းမှာကျွန်တော်အတွက်ကအများကြီး အစ်စ်ဒီလိုပဲကျွန်တော်အဲရုပ်ရှင်ထဲမှာပြောခဲ့သလိုကျွန်တော်တို့ကပြောင်းလဲသွားပြီဟိုအရင်လိုပုံမှန်လူတယောက်လူမျိုးအရာအားလုံးပျော်ရွှင်ခုန်ပေါက်နေနိုင်တဲ့လူတွေမဟုတ်တော့ဘူးကျွန်တော်တို့စိတ်နှလုံးသားထဲမှာဒဏ်ရာတွေအနာတရားတွေအများကြီးပဲဒါတွေပြန်မြင်ရတိုင်းမှာလဲအဲ့ဒီတုန်းကအချိန်တွေအဲ့ဒီတုန်းကအတူတူဖြတ်သန်းခဲ့တဲ့လူတွေအဲ့ဒီတုန်းကအတူတူဒီဟာကိုကြော်လွန်ခဲ့တဲ့လူတွေနဲ့အဲ့ဒီသူတို့ရဲ့နာကျင်မှုတွေဒါတွေအကုန်လုံးကျွန်တော်အကုန်ပြန်ခံစားရတယ်ဆိုတော့ဒီမှတ်တမ်းရုပ်ရှင်က အရန်ကောင်းတယ်ကျွန်တော်တို့ဒီတကယ်လက်ရှိမြေမှာဖြစ်နေတာကိုပြသပြီးတယ်အရန်ကောင်းလို့နဲ့အတွက်ကျွန်တော်အဲ့ဒီမှတ်တမ်းရုပ်ရှင်ကိုကြည့်တိုင်းမှာကျွန်တော်အဲ့ဒီအချိန်ကာလကိုပြန်ရောက်သွားသလိုပဲကျွန်တော်လည်းတော်တော် ပြန်ခံစားရတယ်နာကျင်ရတယ်ပေါ့နော် โอเคပါဆရာဒီရှေ့တန်းအဆင့်မြပြင်မှာဒီ front ရှိနေတယ်ပေါ့เนาะဆေးဝါးကုသပေးနေတဲ့ကျန်းမာရေးဆောက်ရှောက်နေတဲ့နေရာတွေအနေအတူပေါ့เนาะဆရာတို့ front line hospital ဆေးရုံနေပေါ့เนาะသူတို့တွေကဒီမြေပြင်တွေမှာရှိဖို့ပေါ့เนาะဘယ်လောက်ထိလိုအပ်လဲဆရာနောက်ပြီးတော့လိုအပ်ချက်တွေနဲ့အတူပေါ့เนาะဆရာတို့လက်ရှိဟိုကြုံနေရတဲ့အခက်အခဲတွေလိုအပ်ချက်တွေကိုလည်းပြောပြပေးပါအောင်ရှင်။အော်ကျွန်တော်တို့ front line hospital တွေကလေအများကြီးလိုအပ်ပါတယ်အများကြီးလိုအပ်တယ်အထူးသဖြင့်တိုက်ပွဲပေါ်ဆောင်တဲ့နေရာတိုင်းအနည်းဆုံးမှာ ကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ဆေးရုံတွေလိုအပ်တယ်ဆိုတော့ကျွန်တော်တို့အများကြီးလုပ်ပေးနိုင်လို့လားပေါ့ခုနပြောသလိုတကယ်အာနိုင်ငံတကာအစ်စ်မီဒါမှန်ပြောင်းနေနဲ့လိုအပ်သမျှအကုန် CT တွေနဲ့လုပ်ပေးနိုင်လို့လားဆိုကျွန်တော်တို့အဲ့လိုမလုပ်နိုင်ဘူးကျွန်တော်လုပ်ပေးနိုင်တာ very simple ပါတွေးထွက်နေတွေးတက်အောင်လုပ်ပေးတယ်လက်တလုံးမှာအသက်မသေးအောင်ကျွန်တော်ကူညီပေးတာမျိုးပါပဲဒါပေမဲ့ရှေ့တန်းအောင်ထွက်သွားတဲ့ကလေးတွေပြန်ပြောတဲ့စကားတွေပေါ့ ဆိုတော့တို့ဒီလိုထွက်သွားတဲ့ခါမှာတို့နဲ့အနည်းဆုံးနေရာမှာကျမ်းမာရေးဆောင်ရှောက်မှုပြေးနိုင်တဲ့ဒီလိုဆေးရုံလေးရှိနေရင်တို့လုံးကြုံတယ်လို့ခံစားရတယ်ပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်ဘယ်လိုသိလဲဆိုတော့ကလေးတွေကရှေ့မှာတိုက်ပြီးလို့ပြန်လာတယ်တို့ရှေ့မှာဘယ်လောက်ထိပြင်ပန်းခဲ့လဲဘယ်လိုရုန်းကန်ခဲ့ဘယ်လောက်စိတ်တင်းထားလဲဆိုတော့ကျွန်တော်မှန်းဆလို့မရအောင်တို့ကကျွန်တော်တို့ဘူအများကြီးပြစ်ဆက်ထားတဲ့လူတွေအဲကျွန်တော်ဆေးရုံရောက်လာလို့ကျွန်တော်ကတို့ပြောညီလေးမင်းဆေးရုံရောက်ပြီเนาะ စိတ်ကိုလျှော့လိုက်ညီလေးမင်းဘာမှဟိုစိတ်တွေပူပန်မှုတွေမထားနဲ့တော့ကျန်တဲ့အားလုံးကိုလို့တောင်းယူမယ်ဆိုတဲ့အချိန်အစအိပ်ပျော်သွားကြကလေးတွေတကယ်စိတ်ချလက်ချနှင်းနှင်းချိုက်ချိုက်တွေအိပ်ပျော်သွားကြကျွန်တော်အဲ့ဒါမြင်တော့ဒါမျိုးကလိုအပ်တယ်သူတို့အတွက်အနည်းဆုံးနေရာမှာတိုက်ပွဲပေါ်ဆောင်မှုတိုင်းမှာဒီလိုမျိုး front line hospital တခု light cover လုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တဲ့အတိုင်းအတာထွက်ရနေလဲကျွန်တော်တို့ကူညီလို့ရတယ်လို့သူတို့ရဲ့ mentally support စိတ်လုံးချုံမှုနှွေးထွေးမှုတွေလည်းတက်တောင့်တတဖြစ်မှုတွေလည်းအများကြီးကူညီပေးနိုင်တယ်လို့ကျွန်တော်ခံစားမိတယ်။ဆိုတော့ကျွန်တော်ကတော့ဒါမျိုးပို့ပြီးလုပ်ပေးနိုင်မှုမျှော်လင့်တာပေါ့နော်။အများကြီးပို့ပြီးရှိလာရင်တော့ပိုကောင်းတယ်။အကုန်လုံးလည်းစူးစမ်းနေကြပါတယ်။ကျွန်တော်တို့တကယ်ချင်းတွေကျွန်တော်တို့စီနီယာတွေအကုန်လုံးကတက်နိုင်ဆုံးအနီးကပ်ဆုံးမှာသွားလုပ်ပေးနိုင်မှုကူညီပေးနေကြတာပေါ့။ဆိုတော့ခုနအမမေးတဲ့တဲ့အခက်ခဲပြလိုအပ်ချက်တွေပေါ့နော်။လိုအပ်ချက်နဲ့အခက်ခဲပေါ့နော်။အဲ့ဒါကတော့လိုအပ်ချက်ကတော့မှရဲ့အများကြီးပါပဲ။ကျွန်တော်တို့ရှေ့တန်းမှာဖြစ်တဲ့အတွက် ခုနပြောသလိုနံပါတ်1အရေးကြီးဆုံးကတော့ဟိုကျွန်တော်တို့ဒီဆေးရုံရဲ့လုံခြုံရေးပိုင်းပေါ့ဆိုတော့အဲ့ဒီလုံခြုံရေးပိုင်းကိုကျွန်တော်တို့ကအများကြီးရွှေ့နေရတာပေါ့တနေရာတည်းမှာလည်းနေလို့မရဘူးရွှေ့နေမှာပဲစိတ်ချရတာပေါ့လေချောင်းရံရံလည်းကြောက်ကားသေးရအောင်ဒါလည်းအဲရွှေ့နေဖို့အတွက်ဆိုတာဟိုပြောရရင်ကုန်ကြစိတ်တွေလည်းအများကြီးပါတာပေါ့ကားရင်လည်းရွှေ့ရတယ်တဲရတယ်သွားရတယ်ဆိုတော့ဒါလည်းလိုအပ်ချက်တွေထဲမှာပါတာပေါ့နောက်ထပ်လိုအပ်ချက်တွေကတော့ခုနကပြောတဲ့ လူနာတဲတဲ့ဟာကြီးပေါ့နော် transportation လို့ဖို့လိုအပ်ချက်တွေရှိတယ်နောက်ပြီးတော့ခုနစေဝါပေါ့စေဝါလုံလောက်မှုရှိဖို့ပေါ့စေဝါအတွက်လည်းကျွန်တော်တို့အခုကျွန်တော်တို့လူကြီးတွေပေါ့နော်ကျွန်တော်တို့ EU area လူကြီးတွေရောဒီ NGO တွေရောနောက်ပြီးတော့ခုနပြောတဲ့ဒီ NGO ဘက်ကရောအကုန်လုံးလိုအပ်တဲ့စေဝါတွေလည်းတို့အကောင်းဆုံးထောက်ပံ့ပေးနေတယ်ဒါတွေလည်းကျွန်တော်တို့ကကောင်းကောင်းအတုံးချပေးနေတယ်ပေါ့နော်နောက်လိုအပ်ချက်တွေအားအရာရှိတယ် နောက်ရှည်တန်းကလေးတွေအတွက်ဆိုတော့အဓိကအစားအသောက်နဲ့အဝတ်အစားတွေပေါ့အဝတ်အစားကျွန်တော်ကဟိုအရင်ပြောခဲ့သလိုပဲတိုက်ဝဲထွက်သွားရင်တို့ကအဝတ်တစ်ခဲကိုတစ်ခုနဲ့ပဲဒါတော့တိုက်တာပေါ့ကျွန်တော်ရှိရောက်လာအချိန်ကျရင်ဒါတွေအကုန်လုံးကပြီးဆုံးနေပြီထိတွေးနေလဲဆိုတော့ကျွန်တော်အကုန်လုံးပြဲပြီးလွတ်ပြေးတဲ့အခါကျတော့တို့အတွက်ဒီဆေးကိုမဆက်ကုတဲ့အခါမှာနေဖို့အဝတ်အစားတွေကလိုတာပေါ့ဆိုတော့အဝတ်အစားတွေလည်းကျွန်တော်တို့များများဆဆလိုတာပေါ့နော်အဲ့ဒါလေးလိုတယ်အရေးကြီးဆုံးကတော့အာ ဒီရှည်တန်းစေးုံတွေအားလုံးအတွက်ပေါ့အရေးကြီးဆုံးကတော့သွေးလှူတဲ့ကိစ္စပေါ့အဲ့ဒါတော့ကျွန်တော်တို့ကျွန်တော်လည်းအခုထိတော့ဖြေရှာလို့မရသေးပါဘူးအခုလောလောဆယ်တော့ကျွန်တော်တို့ကဒီမှာရှိတဲ့လူတွေကနေပြီးတော့နှီးစက်ရသွေးတွေလှူကြတာပေါ့ living donor ပုံစံမျိုးနဲ့ပဲလှူတာပေါ့ဒါမဲ့ရှည်တန်းစေးုံတစ်ခုတော့ကသွေးရအရန်အရေးကြီးတယ်သွေးမရှိဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးဒီလိုနေလေဆိုတော့အဲ့ဒါကတော့ ောလောဆယ်မှာကျွန်တော်တို့ရင်ဆိုင်နေရတဲ့ပြဿနာတွေမှာပါတော့တခါဒီတရက်တည်းနဲ့ကိုအဲတီးကြဆယ်လုံးလို့15လုံးလို့တင်းမှုလူလာတဲ့အခါမျိုးကြရင်လူဖို့လူလည်းမလောက်တဲ့အခါမျိုးရှိတာဘူးဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့စီနီယာတွေကြီးတွေနဲ့တိုင်ပင်ပြီးတော့မှပဲဘယ်လိုဖြေရှင်းကြမလဲဘုံတော့အဲ့ကိစ္စကတော့နောက်မှထပ်စဉ်းစားရမယ်တဲ့ ဟုတ်ကဲ့ပါဆရာအခုလိုအချိန်ပေးပြီးတော့လာရောက်ဖြေကြားပေးတာကျေးဇူးတင်ပါတယ်ဆရာတို့ဒီ front line hospital ကဒီကျန်းမာရေးဝန်ထမ်းအဖွဲ့သားတွေအားလုံးလည်းဒီ begin ကျန်းမာပြီးတော့ပေါ့နော်သူရဲ့အသက်တွေညောင်များစွာကယ်တင်ပေးနိုင်ဖို့လည်းဆုတောင်းပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းပြောခွင့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကျွန်တော်ရဲ့စိတ်ခံစားချက်ကျွန်တော်ရဲ့ပြင်ပလက္ခဏာတွေအကုန်လုံးလူကစစ်မဖြစ်ခင်ကလူနဲ့စစ်ဖြစ်ပြီးလူကအများကြီးပြောင်းလဲသွားလိမ့်မယ်